ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ28ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပလောမြို့နယ်ကြောက်ကရွာမှာရှိတဲ့ပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သားအလောင်း3လောင်းနဲ့တနက်9လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းပလောမြို့နယ်ကြောက်ကရွာမှာရှိတဲ့ ယူဇော်တီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားအလောင်း3လောင်းနဲ့တနက်9လက်သိမ်းဆည်းရရှိခဲ့ကြောင်းဗိတ်ကရိုင်အမတ်တရင်မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ယမန်နေ့ဇွန်လ29ရက်နေ့မနက်9:30မိနစ်ခန့်မှာပလောမြို့နယ်ကြောက်ကကြီးရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်လက်အောက်ခံယူဇော်တီစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖတ်စစ်ကောင်စီတပ်သားမတာအလောင်း3လောင်းကိုသိမ်းဆည်းရရှိခဲ့ကြောင်း စစ်သားများနဲ့ပြူစောတိများထွက်ပြေးသွားကြောင်းသိရှိရပါတယ်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ M16A1 rifle တနက်၄လက်၊၎င်းကြီးပေါက်၂ခု AK47 rifle တနက်၁လက်၊ကြီးပေါက်၄ခု 5.56G တထောင်တောင်း 7.62G 138တောင်းလက်ပစ်ဗုံးနှလုံးနဲ့စစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့မနက်အစောပိုင်းမှာကြောက်ကကြီးရွာမှာရှိတဲ့စစ်ခွေးလက်ဝေခံပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေနဲ့ပြူစောတီးတွေအာလုံစခန်းကနေထွက်ပြေးသွားတယ်။စစ်ခွေးအလောင်း၃လောင်းနဲ့လက်နက်ခင်းရန်တွေတင်ဆက်ရရှိခဲ့တယ်လို့ဗိတ်ခရိုင်အမတ်တတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမတ်တတရင်နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNTO တရင်ခုနဲ့မဟာမိတ်တပ်ပေါင်းစုတို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထမံသိရှိရတဲ့တဲ့ရင်ကတော့ပျော်ပွေမြို့နယ်ညောင်ကုန်းရေစခန်းအနီးမှာစက်ကြီးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်မှု အရာခံဗိုလ်တဦးအပါအဝင်၄ဦးသေဆုံးပြီးတနက်၃လက်တင်းစေရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းပျော်ပွဲမြို့နယ်ညောင်ကုန်းရေစခန်းအနီးမှာစစ်ကြေးကောက်နေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအရာခံဗိုလ်တဦးအပါအဝင်၄ဦးသေဆုံးပြီးတနက်၃လက်တင်းစေရရှိခဲ့ကြောင်းအောင်စမ်းမြေအဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်ယမန်နေ့ဇွန်လ26ရက်နေ့နနက်8:00နာရီခန့်မှာပျော်ပွဲမြို့နယ်ညောင်ကုန်းရေစခန်းအနီးမှာစစ်ကြေးကောက်နေတဲ့စစ်သားရဲနဲ့ပြူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအရာကန်ဗိုလ်တအူးအပါအဝင်စစ်သား၄ဦးသေဆုံးပြီးကျန်ရဲတအူးနဲ့ပြူစောတိတအူးတို့ထွက်ပြေးလွတ်မြောက်သွားကြကြောင်းသိရှိရပါတယ်။တိဆုံသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA1 အမျိုးအစားတနက်၃လ 5.56G 64တောင်းခီးသောပြည်သူများထံမှအတင်းအဓမ္မစက်ကြီးကောက်ခံထားတဲ့ငွေကျပ်38,500ဖုန်းနှလုံးတို့ကိုတင်းစင်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မနက်၈နာရီလောက်မှာဝင်တိုက်တာရေစကန်နဲ့နီးကပ်နေတာမို့ 9မိနစ်အတွင်း3မိနစ်နဲ့ပွဲအပြီးအောင်မြင်အောင်ကနိုင်ခဲ့တာပါစစ်ကူကဘေးနှစ်ဖက်ကရဲတွေရှိတယ်9မိနစ်လောက်ခရီးကိုတနအီလောက်ကြာမှရောက်လာတာကျွန်တော်တို့က local pdf ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ mission ပေါ်ဆောင်နေတာဖြစ်ပါတယ်ပြည်သူတွေတိတက်ပုံမှုဖြစ်ပေးနိုင်မယ်ဆိုရင်တိတက်ပိုလှတဲ့ပွဲတွေကပေးနိုင်ပါတယ်လို့အောင်ဆန်းစလန်နတ်မောက်အောင်ဆန်းမြေအဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုအောင်ဆန်းစလန်နတ်မောက်အောင်ဆန်းမြေအဖွဲ့မှခြေလင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနမောင်မျိုးနဲ့အတွင်းမှာရှိတဲ့စစ်သားရဲပြည်စောတိများအနေနဲ့အလင်းဝင်ရောက်ကြရန်တိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ထိန်းချုပ်နယ်မြေများအလုံးမှ KTV များပိတ်ရန် KIO ညွှန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေများအလုံးမှ KTV နဲ့ night club များပိတ်ရန်ညွှန်ကြားထားကြောင်း KNO KNE ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။အဓိကကမူရစ်စည်းဝါပါ။ KTV တို့ Night Club တို့ဘားတို့မှာကအပျော်အပါးကများနေတယ်။လူငယ်တွေလည်းပျက်စီးတာများနေတယ်။သူတို့အမြဲတုံးနေတာကတော့မူရစ်စည်းဝါတွေတုံးနေတာတွေ့တယ်။ဒါကြောင့်ပြစ်လိုက်တာဖြစ်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ KTV နဲ့ Night Club များပိတ်ရန်စတင်ညွှန်ကြားထားဒီမှာဒေသတစ်ခုနဲ့တစ်ခုအချိန်မတူညီပေမဲ့လည်း KIA ထင်းချုပ်ဒေသများအားလုံးမှာရန်အကက်အသတ်မရှိပိတ်ရန်ညွှန်ကြားထားကြောင်းဆိုပါတယ်။ KIO ဌာနချုပ်ရှိရာလိုင်းစာပတ်ဝန်းကျင်မှာပိတ်ထားတီမှာတလခန့်ကြာမြင့်ပြီးဖြစ်ပြီးမိုင်းချရန်ပတ်မှာလည်းလက်တလော့ KTV ပိတ်ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။ဖောက်ကန်ဒေတာမှာတော့ယခုဇွန်လကုန်မှစတင်ကပိတ်ရမယ်လို့သိရှိရပါတယ်။ KIO ရဲ့ဇွန်လ22ရက်နေ့ထုတ်ပြန်တဲ့ညွှန်ကြားချက်အမိန့်စာမှာထိန်းချုပ်နယ်မြေအတွင်းမူရစ်စေဝါကင်းစင်ပပျောက်ရန်မူဝါဒများချမှတ်ကအစဉ်စဉ်လှုပ်ဆောင်နေပြီးမူရစ်စေဝါပပျောက်ရေးကော်မတီများရဲ့တင်ပြလာချက်အရ KTV များမှာအင်တောင်တဲ့အမျိုးသားအမျိုးသမီးလူငယ် ကျောင်းသားကျောင်းသူများစုဖွဲ့ကမူရစ်ဆွေးဝါးတုံးဆွဲဖြန့်ဖြူးခြင်းများလှုပ်ဆောင်နေတဲ့အတွက်မူရစ်ဆွေးဝါးကြောင့်အကျင့်စရိတ်တပျက်စီးသူများလာကမိသားစုတွေအိမ်တော်ကြီးပြည်ထနာများအမျိုးမျိုးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် KTV ဆိုင်များအားလုံးကိုပိတ်ရညွှန်ကြားလိုက်ကြောင်းပါရှိပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ2021ခုနှစ်နောက်ပိုင်းမှာအာဏာရှင်တော်လှန်ရေးထိုးစစ်အတွင်းကချင်ပြည်နယ်မှာစွန်ပရာဘွန်အင်ဂျန်ယံစတုံးချီပွေစော့လော်ဖီမောပန်ဝါဒေါ်ဖုံးယံစင်ဘူမြို့လမိုးမောင်းတဲ့လွေကျင်မြို့နယ် ရှမ်းမြောက်မှမဘိန်းမြို့နှစ်ဘက်ကမြို့တို့ကိုတင်းယူထားပြီးလက်ရှိမှာဖားကက်နဲ့ဗမော်မြို့တို့မှာတိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ခြင်းရင် PPP ကိုဝင်လို့ရတယ်လို့ဒေါ်သက်သက်ခိုင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတန်ပါတီတီထောင်ခွင့်လျှောက်ထားခဲ့ခြင်းမရှိဘဲရည်တည်နေတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ခြင်းရင်ပြည်သူ့ရှေ့ဆောင်ပါတီ P3 လုံးကိုဝင်ရောက်လို့ရတယ်လို့ ပြည်သုံးလုံးပါတီဥက္ကဋ္ဌဒေါ်တသက်ခိုင်ကပြောကြားလိုက်ပါတယ်။နေပြည်တော်မှာကျင်းပနေတဲ့ Peace Forum 2025အခမ်းအနားမှာဒေါ်တသက်ခိုင်ကပြည်တွင်းမီဒီယာတစ်ခုကမေးမြန်းရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ NLD လို့ပြောလို့ရှိရင်နှစ်ပိုင်းပြောရမှာပေါ့နော်။ပြည်ပကိုထွက်ပြီးလက်နက်ကင်လမ်းစဉ်နဲ့တွားတဲ့သူဟာလူနည်းစုဖြစ်ပါတယ်မြန်မာပြည်ထဲမှာပဲရှိနေတဲ့အသင်းအတင့်သောပါတီထောက်ခံသူပါတီဝင်တွေပေါ့သူတို့တွေလည်းရှိတယ်ပေါ့နော်သူတို့တွေကလည်းဘာဖြစ်လို့ပါတီကိုမှတ်ပုံပြန်မတင်ခဲ့တာလဲပေါ့နော် ါကကာယကံရှင်တွေတူးချင်းစီရဲ့ကျူးစွာအထုမှုနဲ့ပဲဆိုင်ပါတယ်။ဒါကနံပါတ်၁နံပါတ်၂ကကြတော့တကယ်လို့သူတို့ကပါတီမထောင်တဲ့တိုင်အောင်ဒီလိုမျိုးလူမျိုးတွေကနိုင်ငံပြန်လဲထူထောင်ရေးမှာပါဝင်ကျင်သေးတယ်ဆိုရင်ကျမတို့လို့ NLD မှမဟုတ်ဘူး။ကျမတို့လို့ပါတီမျိုးလဲပူးပေါင်းဆောင်ရွက်လို့ရပါတယ်ရှင့်။နိုင်ငံရေးလမ်းကြောင်းပေါ်ဆက်လျှောက်ခြင်းနဲ့နိုင်ငံတည်ဆောက်ရေးလမ်းစဉ်မှာပါဝင်ခြင်းသေးတယ်ဆိုရင်တခြားပါတီတွေမှာရွေးချယ်ပြီးဝင်လို့ရတယ်ပေါ့နော်ဆိုတော့ ကျမတို့ပါတီမှာဘယ်သူပဲလာလာဖိတ်ခေါ်ပါတယ်ကျမတို့ပါတီအနေနဲ့လည်းဖိတ်ခေါ်ပါတယ်လို့ဒေါ်သက်သက်ခိုင်ကမီဒီယာကိုပြောကြားခဲ့ပါတယ်ဒေါ်သက်သက်ခိုင်ဟာ2014ခုနှစ်မှနိုင်ငံရေးလောကအတွင်းကိုဝင်ရောက်လာခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့သူဖြစ်ပါတယ်2015ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်လောင်းဖြစ်တကုံမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးပြည်သူ့လွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်ပါတီတာဝန်တွေကလည်းရက်ဆိုင်ခင်ခဲ့ရပြီးနောက် 2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ပြီး2020ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့အနိုင်ရရှိသူမရှိဘဲမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းလီကိုရှုံးနိမ့်ခဲ့ရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုတိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်တိုက်ခိုက်မှုများဟု DPLA ပြောစစ်တပ်ကပြင်းဦးလင်စစ်တပ်ကတူចောင်းတွေကဘူလောင်းတွေနဲ့ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီးတုံးပြနေတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာ ဒီကနေ့တနီကုန်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ထိခိုက်မှုများပြားနေတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ဒိုးစစ်အတွက်ပြင်ဦးလွင်မြို့မှာရှိတဲ့စစ်တပ်ကတူចောင်းတွေကဗိုလ်လောင်းတွေနဲ့ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီးအုံပြုတ်နေတယ်လို့ DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အင်အားတကယ်ကြီးနေနေပြီးစူပေါင်းဆက်ပေါင်းနဲ့ဟန်ရေးလုပ်ဖို့တိုက်ခတ်စေဖို့အထီးခံထိုးခိုက်နေတာလို့ DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ဇွန်လ29ရက်နေ့နနက်အစောနှစ်နာရီခွဲကလေးကတနေ့လုံးတိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။ဒီကနေ့မှာလုံဆန်း၊လုံဝဲ၊နောင်လင်း၊နောင်အော၊နောင်ဖာနဲ့အိုမခါချေးရွာတွေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ထိခိုက်မှုများပြားနေတယ်လို့လည်းပြောပါတယ်။မကန်မန်းနိုင်ဘူး။ထိတာကများတာကတော်တော်များတယ်လို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာတော့နောင်ချုံမြို့နယ်ကနောင်ဖာ၊ညံတုံး၊လုံဆန်း၊အိုမခါနဲ့ နောင်လင်ချင်းရွာတွင်မှဇွန်လ26ရက်နေ့ကစစ်ကောင်စီတပ်နှင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး80လုံးနဲ့ဒရုန်းဖြင့်ဘုံ32လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဇွန်လ28ရက်နေ့မှာစစ်တပ်ကနောင်အောနဲ့နောင်လင်ချင်းရွာကိုသိမ်းရတယ်လို့ဆိုပြီးစစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေကဝါဒဖြန့်ရေးသားနေကြပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့ DPLA ကိုမေးမြန်းရမှာတော့မဟုတ်ဘူးလို့ဖြေကြားခဲ့ပါတယ်။ နောက်ချိုထိုးစစ်အတွက်စစ်တပ်ကအင်အား6000ခန့်အသုံးပြုထိုးစစ်ဆင်လာနေတယ်လို့ DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကခန့်မှန်းထားပါတယ်။ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးကလည်းဇွန်လ26ရက်နေ့မှာလက်တလုံးမှာတော့စစ်ကောင်စီတပ်ဟာတောင်ခမ်းမှာလည်းစစ်အင်အားတွေဖြည့်တင်းပြီးတော့မှတိုက်ခိုက်တာမျိုးရှိတယ်လို့တခြားတစ်ဖက်မှာလည်းပြည်ဦးလွင်ကနေတဆင့်တက်လာပြီးအင်အားဖြည့်တင်းတာမျိုးတွေရှိတယ်။ကြောက်ကူကနေတဆင့်အင်အားဖြည့်တင်းနေတာမျိုးတွေလည်းရှိပါတယ်။ပြီးတော့လေကြောင်းကနေတဆင့်လက်နက်ခင်းရန်တွေဖြည့်တင်းတာမျိုးလည်းရှိပါတယ်။ ကျမတို့ကတော့အတက်နိုင်ဆုံးကုကံကာကွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။လက်ရှိကတော့အင်အားတော်တော်များများကတော့ရှိနေပြီလို့ပြောလို့ရတယ်။အတိအကျတော့ကျမတို့မပြောနိုင်ပေမဲ့ထောင်ကနန်းအထက်တော်ရှိမှာဖြစ်ပါတယ်လို့ဆိုပါတယ်။နောင်ချိုမြို့ဟာစည်ရည်ပြူဟာအရအလွန်အရေးပါနေလို့စစ်တပ်အတွက်နောင်ချိုရရင်အဲ့ဒီဒေသကိုအခြေပြုပြီးရှမ်းမြောက်ကိုထိုးစစ်ပြင်ဆင်နိုင်ဖို့အတွက်အလွန်အရေးပါနေပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့လပိုင်းတွေကစပြီးနောင်ချိုမြို့စီကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပါတယ်။ တောင်ခန်းကစစ်တပ်ဟာနောင်ချူမြို့စီကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ဒိုးစစ်ဆင်နေတယ်လို့မန္တလေးလမ်းရှိုးလမ်းပိုင်းကပြည်ဦးလွင်ဝက်ဝုံဗန်ပွေးဘက်ကနေလဲစစ်ကြောင်းတစ်ကြောင်းထိုးနေတာပါတောင်ခန်းကန်ကြီးနောင်ချူလမ်းပိုင်းကစစ်ကြောင်းနဲ့တောင်ခန်းမဲပုတ်နောင်ချူကြီးတောလမ်းပိုင်းကနေလဲစစ်ကြောင်းတွေထိုးနေပါတယ်တောင်ခန်းကန်ကြီးနောင်ချူလမ်းပိုင်းကစစ်ကြောင်းဟာလမ်းတကြောကကြီးရွာတွေကိုစစ်ကြောင်းထိုးဆက်တိုက်သိမ်းပိုက်လာပြီးကန်ကြီးရွာအထိကိုရောက်ရှိလာပါတယ်ကန်ကြီးရွာကနေခုခံတိုက်ခိုက်ခံရလို့ချက်ချင်းနောက်ပြန်ဆုတ်ပေးခဲ့ရပါတယ် လက်တလုံးမှာတော့ကင်ကြီးရွာနာကတရက်ကျော်လုံဝဲလုံဆန်နောင်အောင်နောင်လင်းနောင်တော့ရွှေသွန်းစတဲ့ကြီးရွာတွေနားမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒါအပြင်မန္တလေးလားရှိုးလမ်းပိုင်းကပြင်းဥလွင်ဝတ်ဝံပံပွေးဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေဟာအိုမတိရေမောင်းတပ်နဲ့ဆမစေကြီးရွာတွေနားမှာလည်းတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုတိုက်ပွဲကအဆုံးဖြတ်ပေးမယ့်ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့ကံကြမ်းမဆိုတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာအာနာသိန်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းနဲ့ဒုခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းတို့ဟာသူတို့ဆုံးရှုံးထားတဲ့မြို့တစ်မြို့ကိုပြန်လည်ရယူနိုင်ရေးအတွက်ဒုတိယဗိုလ်ချုပ်ကြီးတဦးရဲ့ကံကြမ်းနဲ့လောင်းကြီးထပ်ထားပါတယ်အဲ့ဒီအလောင်းအစားစပြုခဲ့တာကတော့2024ခုနှစ်ဩဂတ်လဇန်းကအရှိမျောက်တိုင်းစစ်ဌာနချုပ်ရမခါနဲ့ လာရှိုးမြို့ကို MNDAA နဲ့ပူးပေါင်းတပ်တွေကတင်းယူတာကနေဖြစ်ပေါ်လာတာပါ။လောင်ကြီးရဲ့အဓိကဇက်ကောင်ဟာအမတ်နဲ့စစ်စင်ရဲ့အထူးအဖွဲ့ကဆတ်တာနဲ့ကဆတ်တာမူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့တင်ပင်လေမျိုးလိုနာမည်ကြီးတဲ့နောင်ချိုမျိုးလိုဖြစ်ပါတယ်။နောင်ချိုပြန်ရရင်အဲ့ဒီကောင်တတ်တာမယ်။မရရင်ဘောက်ချဆုပ်ပစ်လိုက်လို့ဘိုးတော်ကပြောထားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့ပတ်သက်လို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က ဒုတိယပိုချုံမူကြီးစိုးဝင်းကိုဂျင်းဝါကဲ့ပုံကိုနေပြည်တော်မှာရှိတဲ့စီရေးတရင်အရေးမြစ်ကပြောပြခဲ့တာပါ နေပြည်တော်စီရုံးချုပ်ထဲမှာထူဖြစ်ရရဲ့အစဟာမြောက်ပိုင်းမဟာမိတ်၃ဘွဲ့ရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရင်းနဲ့တိုက်ရိုက်တက်ဆိုင်နေပါတယ်၂023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်ခဲ့တဲ့အဲ့ဒီစစ်စင်ရေးအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေစစ်ကောင်စီအုပ်ချုပ်မှုကနေဇက်တိုက်လက်လွတ်ရပြီးတဲ့နောက်နေပြည်တော်ကဘိုးချုပ်ကြီးတွေအယူမီဝိုင်းခဲ့တာပါ၂024ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့မဟာမိတ်တွေကအရှိမျောက်တိုင်းစစ်ထနာချုပ်ရမခကိုအပြီးတိုက်ယူပြီးလာရှုမျိုးကိုတင်းယူလိုက်ခြင်းဖြင့်စစ်အုပ်စုကိုအရှက်ခွဲလိုက်ပါတယ်။စစ်တပ်အာဏာစသိမ်းခဲ့တဲ့1962နောက်ပိုင်းတလျှောက်မှာတိုင်းစစ်ထနာချုပ်တခုကိုပထမဆုံးအကြိမ်လက်လွတ်ခဲ့ရခြင်းဖြစ်ပါတယ်။ရမခတိုင်းမူဗိုလ်မှူးချုပ်နှစ်ဦးအပြင်စစ်ကောင်စီအရာရှိအများအပြားနဲ့အတူစစ်တုံ့ပန်းထောင်ချီကို MNDAA ကဖမ်းဆီးလိုက်ပါတယ်။အရှိတ်တီသွားတဲ့စစ်ဘုတ်ချုပ်ကြီးတွေရဲ့မျက်နှာကို MNDAA လက်ထဲကနေအသစ်ဆက်ဆက်စစ်တုံးဘက်တူကလည်းအိုးမဲတုတ်လိုက်ပါသေးတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ AA နဲ့ညီနောင်မဟာမိတ်များကမိုင်းယူမှာဖမ်းမိထားတဲ့မူရစ်စေဝါများကို မိရှုဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရကတက်တော် AA ကိုကန့်တက် MNDAA နဲ့တအောင်းတက် TNLA ဖွဲ့စည်းထားတဲ့ညီနောင်မဟာမိတ်၃ဘွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းယူဒေသ105မိုင်မှာဖမ်းဆီးရရှိထားတဲ့မူရင်းစေဝါများကိုမိရှုဖျက်ဆီးခဲ့တယ်လို့ TNL ကယမန်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့တိတုံညာနေ့ခုစစ်စင်ရေးအပြီးမှာညီနော်မဟာမိတ်၃ဘွဲ့စတင်အုပ်ချုပ်တဲ့အချိန်မှစတင်ကနိုင်ငံခရိုင်မိုင်းယူ105မိုင်အတွင်းမှာဖမ်းဆီးရမိထားတဲ့မူရင်းစေဝါများကိုယမန်နေ့ဇွန်လ26ရက်နေ့မှာလူမြင်ကွင်းမှာမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ DNL ရဲ့ယမန်နေ့ဇွန်လ29ရက်နေ့ညနေ3နာရီအချိန်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖြည့်ဆည်းလိုက်တဲ့မူရစ်စည်းဝါးများဟာဘိန်းဖြူဆက်ပြောက်က်12ခွအထုပ်2ထုပ်အချိုရည်ပိုက်အတွင်းမှာရှိတဲ့ဘိန်းဖြူ223ခု Happy Water 56ထုပ်ယာမစိတ်ကြွဆေးပြား12660ပြားနဲ့ဘိန်းမဲတထုပ်ထုပ်ဖြစ်ကြပါတယ်။ညီနောင်မဟာမိတ်၃ဘွယ်ဟာဇွန်လ26ရက်နေ့မှာကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာမူရစ်စည်းဝါးတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ထိုမူရစေဝါများကိုမိရှုဖြစ်စည်းခဲ့ခြင်းဖြစ်ပါတယ်အဆိုပါမူရစေဝါများဟာကျက်သိန်း300ကျော်တန်ဖိုးရှိတယ်လို့လဲမိုင်းယူတည်င်းဌာနကထုတ်ပြန်ထားပါတယ်ဒေတာခံများအနေနဲ့မိမိပတ်ဝန်းကျင်မှာမူရစေဝါရောင်းဝယ်တုံးဆွဲမှုများကိုတွေ့ရှိပါကအုပ်ချုပ်ရေးကော်မတီရုံးကိုတည်င်းပို့တိုင်တန်းပြီးပူပေါင်းပါဝင်ပေးကြပါရန်တာဝန်ရှိသူများကပြောဆိုခဲ့ကြောင်းလည်းသိရှိရပါတယ်ညီတော်မဟာမိတ်၃ဘွဲ့ဟာမူဆက်105မိုင်မိုင်းယူဒေတာကိုတစ်တုံညာနှစ်ခွန်စစ်စီရင်တဲ့အတူတင်ပိုက်ထားခဲ့ပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့ရွှေဘူစိတ်ခွန်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်သားများကစိုက်ကယ်စီးလာတဲ့ပြည်သူနှုတ်ကိုဖမ်းဆီးပြီးငွေကျပ်သိန်း300နဲ့စိုက်ကယ်ကိုလူယူသိမ်းဆဲသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းရွှေဘူမြို့နယ်စိတ်ခွန်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကစိုက်ကယ်စီးနေလာတဲ့ပြည်သူနှုတ်ကိုဖမ်းဆီးပြီးငွေကျပ်သိန်း300နဲ့အတူစိုက်ကယ်ကိုလူယူသိမ်းဆဲသွားကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုပါတယ်။ ဇော်လ23ရက်နေ့မှာရွှေဘုံမြို့နယ်စစ်ခွန်ကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိမ်းမှစစ်ကောင်စီတပ်သားများဟာစိုက်ကယ်စီးလာတဲ့ခီးသွားအမျိုးသား2ဦးကိုဖမ်းဆီးပြီးငွေကျပ်300ဖုန်းနှလုံးနဲ့စိုက်ကယ်တို့ကိုလူယူသိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ခီးသွားပြည်သူ2ဦးကရွှေဘုံမြို့နယ်နဲ့ဝက်လက်မြို့နယ်ကကန်ကြီးတော်ရွာကလို့သိရတယ်။ရွှေဘုံကနေမုံရွာဘက်ကိုအတော်ရွှေဘုံစစ်ခွန်မုံရွာလမ်းဘေးမှာရှိတဲ့စစ်ခွန်ရွာစစ်တပ်ကိရှိကိုဖျက်သွားတော့မှစိုက်ကယ်ကိုလူ2ဦးစီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးတာ။ နှစ်ဦးစလုံးကိုလက်ပြန်ကျိုးတုပ်ဒူးထောက်ခိုင်းပြီးဂေးရှိပေလန်းပေးမှတနေကုန်နေပူလန်းပြီးညနေ9နာရီအချိန်လောက်ကြာမှငါတို့ကလူတက်တဲ့အဖွဲမဟုတ်ဘူးမင်းတို့သွားကြတော့ဆိုပြီးလွတ်ပေးလိုက်တာတင်းတုံးရစိုက်ကယ်နဲ့ဖုန်းတွေကိုတော့ယူပြီးလူကိုပဲပြန်လွတ်ပေးလိုက်တယ်လို့ပြည်သူ့ပတ်တော်သားအဖွဲ့တရင်တာဝန်ခံကပြောဆိုပါတယ်ရွှေဘုံမြို့နယ်စိတ်ကွန်ရွာစစ်တပ်အထိုင်ကိန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများဟာရွှေဘုံစိတ်ကွန်မူကန်ကြီးမုံရွာလမ်းဘေးမှာတည်ရှိပြီးမြို့နယ်ပေါင်းများစွာမှတရက်လျင်ကားအစီးရေထောင်ချီဖြတ်သွားနေပြီး ကားများထံမှကောက်ခံရရှိတဲ့ငွေကျပ်သိန်းရာချီကျော်ကိုအကြမ်းဖက်စစ်တပ်အတွက်ရှာဖွေပေးနေတဲ့ကိဖြစ်ကြောင်းသိရှိရပါတယ်။ခရီးသွားပြည်သူများအနေနဲ့ရွှေဘိုစိတ်ခွန်မူကန်ကြီးလမ်းပိုင်းမှာတပည့်ရင်အရာတော်မုံရွာဘက်ကိုသွားမယ်ဆိုပါကစိတ်ခွန်ရွာအကြမ်းဖက်စစ်တပ်ဂိတ်ကိုရှောင်ရှားသွားလာကြရင်ပြည်သူပတ်တော်သားအဖွဲ့တရင်တာဝန်ခံကဆက်လက်ပြောဆိုထားပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားရတဲ့ရုရှားနိုင်ငံကဥဆောင်ထားတဲ့ Eurasian Economic Union EAEU မှာအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးရန်အပြည်ပြည်ဆိုင်ရာရဲ့တန်ခတ်မှုခံနေရတဲ့မင်းအောင်လှိုင်ကပန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားကြတဲ့ရုရှားနိုင်ငံကဥဆောင်တဲ့ European Economic Union EAEU မှာအဖွဲ့ဝင်နိုင်ငံဖြစ်လို့ကြောင်းအပြည်ပြည်ဆိုင်ရာရဲ့အရေးယူတန်ခတ်မှုခံနေရတဲ့မင်းအောင်လှိုင်က ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဂျမန်နဲ့ဘယ်လာရုစ်သမ္မတနိုင်ငံမှာပြုလုပ်ခဲ့တဲ့စတုတ္ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EF 2025ရဲ့မျက်နှာစုံကြီးအစည်းအဝေးမှာမင်းအောင်လိုင်ကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်ကမြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးတမကယူရေးဆီယံအီကိုနောမစ်ယူနီယံ EA EU ရဲ့မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်းမြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးတမကရဲ့လေးလာသူနိုင်ငံအဖြစ်စောလင်စွာပါဝင်နိုင်ရေးအတွက်ထောက်ခံဆောင်ရွက်ပေးပါရန်အလေးအနက်ထားမြစ်တာရက်ကန်လိုကြောင်းထုတ်ပေါ်ပြောဆိုသွားပါတယ်။ European Economic Union EEU လို့ခေါ်တဲ့ဥရောပအာရှစီးပွားရေးတက်မကဟာရုရှားနိုင်ငံကဥဆောင်ပြီး2015ခုနှစ်မှာတူတောင်ခဲ့ခြင်းဖြစ်ကရုရှားနိုင်ငံ၊ကာဇက်စတန်နိုင်ငံ၊ကာဂျစ်စတန်နိုင်ငံ၊အာမေးနီးယားနဲ့ဘယ်လာရုစ်နိုင်ငံတို့ပါဝင်ကရုရှားဩဇာခံနိုင်ငံများဖြစ်ကြပါတယ်။ရုရှားကဥဆောင်ဖွဲ့စည်းထားတဲ့ European Economic Union EEU လို့ခေါ်တဲ့ဥရောပအာရှစီးပွားရေးတက်မကရဲ့ဖိုရမ်များအစည်းအဝေးများနဲ့သဘောတူညီချက်များမှာ အမေရိကန်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုကပါဝင်ခြင်းမပြုကြဘဲပူးပေါင်းဆောင်ရွက်ခြင်းနဲ့မပြုလုပ်ကြကြောင်းနိုင်ငံတကာသတင်းများအရသိရှိရပါတယ်။ယခုအခါယူကရိန်းကိုရုရှားကကျူးကျော်စစ်ပွဲဆင်နွှဲခဲ့မှုကြောင့်ရုရှားနိုင်ငံကိုအမေရိကန်နဲ့ဥရောပသမဂ္ဂအပါအဝင်စီးပွားရေးအင်အားကြီးအနောက်နိုင်ငံကြီးများကစီးပွားရေးပိတ်ဆို့ထားပြီးရင်းစီးပွားရေးပိတ်ဆို့မှုများကိုကျော်လွှားနိုင်ဖို့အတွက်ရုရှားနိုင်ငံကနီလန်အမျိုးမျိုးနဲ့ကြိုးစားရုန်းကန်နေရကြောင်းနိုင်ငံတကာသတင်းများကဆိုကြပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ဟွန်ဆန်နဲ့ပြောကြားခဲ့တဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ထိုင်းဝန်ကြီးချုပ်စစ်ဆေးခံရမှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းကမ်ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေတုတန်ရှင်နာဝတ်နဲ့ကမ်ဘောဒီးယားနိုင်ငံအကြီးအကဲဟွန်ဆန်တို့အလို့တဘောပြောဆိုဆွေးနွေးတဲ့အတန်ဖိုင်ဟာလူမှုကွန်ရက်မှာပေါက်ကြားသွားပြီးတဲ့နောက်ဝန်ကြီးချုပ်ပေတုတန်မှာအပြစ်ရှိမရှိလာမယ့်ဇူလိုင်လ၁ရက်နေ့မှာအခြေခံဥပဒေတရားရုံးကစစ်ဆေးမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေဟာ နိုင်ငံရဲ့လုံခြုံရေးအကျိုးချအာဏာကိုထိပါစေပြီးနိုင်ငံတော်အကြီးအကဲကျင့်ဝတ်ချိုးဖောက်ရာရောက်တဲ့ထိုင်းနိုင်ငံရဲ့တိုက်ခါထိုင်းစစ်တပ်ရဲ့တိုက်ခါကိုကြဆင်းစေတယ်။ဒါကြောင့်ထိုင်းဝန်ကြီးချုပ်ပေတုံတန်အနေနဲ့ယာရုကနှုတ်ထွက်ပေးဖို့ဒါမှမဟုတ်လွတ်တော်ကိုဖျက်သိမ်းဖို့အထက်လွတ်တော်ဥက္ကဋ္ဌနိုင်မုံခွန်စူရိယဆက်ကြဦးဆောင်တဲ့အထက်လွတ်တော်အမတ်36ယောက်ကဇွန်လ19ရက်နေ့မှာအခြေခံဥပဒေတရားရုံးကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအခြေခံဥပဒေတရားရုံးခုံတရားသူကြီးဥက္ကဋ္ဌ နိုင်နဲ့ climate drain rack ကတိုင်ကြားချက်ပါအချက်လက်တွေကိုမစစ်ဆေးရသေးပါဘူးတိုင်ကြားချက်ကိုလက်ခံမယ်မခံဘူးဆိုတာလာမယ့်ဇူလိုင်လ၁ရက်နေ့မှာခုံတရားသူကြီးအဖွဲ့ကဆုံးဖြတ်မယ်တိုင်တဲချက်ဥပဒေပုံမှန်တွေနဲ့ကိုက်ညီခြင်းရှိမရှိစစ်ဆေးရအောင်မှာဖြစ်ပါတယ်ဒီအမှုအတွက်ရင်လေးမိပေမဲ့တာဝန်ဝတ္တရားရှိတဲ့အတိုင်းတော့ထမ်းဆောင်ရမယ်လို့ဇွန်လ24ရက်နေ့အစည်းအဝေးတစ်ခုမှာထည့်သွင်းပြောကြားထားပါတယ်အခြေခံဥပဒေတရားရုံးကအမှုကိုလက်ခံလိုက်ပါကတိုင်ကြားခံရသူဝင်ကြီးချုပ်ပေထုံတန်းအနေနဲ့ တာဝန်ဝတ္တရားကနေယာယီရက်စဲခံရပွဲရှိပါတယ်။ဝန်ကြီးချုပ်ပေတုံတန်အပေါ်အရေးယူပေးဖို့ကိစ္စကိုတခြားအဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တို့ကလည်းထိုင်းနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရွေးကောက်ပွဲကော်မရှင်နိုင်ငံရေးသမားများရာဇဝတ်မှုဆိုင်ရာတရားရုံးစတဲ့ဌာနတွေကိုလည်းတိုက်တန်းထားတာတွေရှိနေပါတယ်။မေလ28ရက်နေ့ကအလွတ်တဘောဆွေးနွေးတဲ့အတန်ဖိုင်တင်းမှာဝန်ကြီးချုပ်ပေတုံတန်ကထိုင်းစစ်တပ်အမတ်နဲ့စစ်တိုင်းမှုဟာအစိုးရနဲ့ဆန့်ကျင်ဘက်ကဖြစ်ကြောင်း ကမ္ဘောဒီးယားကောင်းဆောင်ဟွန်ဆန်လိုအပ်တာတွေကိုဆောင်ရွက်ပေးမယ့်အကြောင်းပြောဆိုထားတာကြောင့်ထိုင်းနိုင်ငံရဲ့လူမှုရေးနဲ့လူထုတွေကြားမှာမကြည်မချမ်းတွေဖြစ်ပေါ်ခဲ့တာပါထိုင်းဝန်ကြီးချုပ်ပေထွန်တန်ကတော့အဆိုပါပြောဆိုမှုတွေဟာဆွေးနွေးညှိနှိုင်းရမှာအောင်မြင်စေဖို့ပြည်ရဲ့တုံးရတာလို့ပြောပါတယ်အဲ့ဒီအတွက်အမတ်နဲ့စစ်တိုင်းမှုကိုဖုန်းထဲကနေရောလူကိုယ်တိုင်မှာတွားရောက်တောင်းပန်ခဲ့ပါတယ်ထိုင်းပြည်သူတွေအားလုံးကိုလည်းတည်င်းစာရှင်းပြီးတောင်းပန်ခဲ့ပါတယ် ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်ကတော့အဲ့ဒီအတန်ဖိုင်ကိုသူကစလွင့်ခဲ့တာမဟုတ်ဘဲယင်းဤသူလူပေါင်း80စီကိုသာဖြန့်ဝေခဲ့တာလို့ပြောပါတယ်။အတန်ဖိုင်ပြည်ထနာတက်ပြီးတဲ့နောက်ထိုင်းကမ္ဘောဒီးယားနေဆက်အရေးပြည်လေခြင်းမရှိဘဲနှစ်ဖက်ကိတ်တွေပိတ်ပင်တဲ့အထိတင်းမာနေပြီးဟွန်ဆန်ကသက်စင်းရဲ့တမီပေထုံတန်ကြောင့်သူ့ဖောက်ကင်နဲ့ခင်မင်ယင်းဤမှု ပြက်ပြယ်ခဲ့ရတယ်လို့ပြောပါတယ်။ယမန်နေ့ဇွန်လ29ရက်နေ့မှာလဲ Life Link ပြီးထိုင်းဝန်ကြီးချုပ်ဟာလာမယ့်3လအတွင်းပြုတ်ကျပွဲရှိတယ်။သူအနေနဲ့လာမယ့်ဝန်ကြီးချုပ်အစ်စ်နဲ့ပဲပြောဆိုဆွေးနွေးမယ်။ သူဟာထိုင်းနိုင်ငံအပေါ်မှာအကျွေးမတင်ဘူးတပ်စင်နဲ့သူညမရင်လက်သူသမီးပေထုံတန်တို့မှသာသူကျေးဇူးတွေရှိတယ်အဲ့ဒီအခြေအနေကိုစောင့်ကြည့်ပြီးတပ်စင်ရဲ့ထိုင်းဘရင်ကြီးအပေါ်ကိုစော်ကားတဲ့အတုံးအနှုံးတွေနေကောင်းပါလျက်လူမမာဟန်ဆောင်တဲ့အကြောင်းတွေဖွင့်ရမယ်လို့ပြောပါတယ်ကမ္ဘောဒီးယားတပ်မတော်မှာထိုင်းမျိုးတော်ဘန်ကောက်ကိုပြစ်ခတ်နိုင်တဲ့အထိခင်မီလက်နက်ကောင်းတွေရှိပေမဲ့ ငြိမ်းချမ်းစွာဆွေးနွေးခြင်းလို့မလုပ်သေးဘူး။နေမြေကျူးကျော်ကိစ္စထိုင်းဘက်ကမှန်ကန်ရင်ဘာကြောင့်အပြည်ပြည်ဆိုင်ရာတရားရုံးမှာရင်ဆိုင်ရမှာကိုတွန်းဆုတ်နေရတယ်။စသဖြင့်၃နာရီကြာ live link ပြောကြားသွားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေ့တွေကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။